အားလုံးမင်္ဂလာပါခင်ဗျာဇွန်လ26ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းကတော့နိုင်ငံချမ်းမှာအခုချိန်ဒီတက်တန်းမကုန်သေးတဲ့ NUG ဘက်ကိုလိုက်ပြီးတော့လက်သုံးချောင်းထောင်သွားတဲ့ကြုံမိုးထုံးပါနော်အရင်ကတော့ဒါနိုင်ငံကခန့်အပ်ထားတဲ့သူပဲနိုင်ငံတော်ကတရားဝင်ခန့်အပ်ထားတဲ့သူပဲအခုနောက်ပိုင်းကျတော့ ကုလမကဘက်ကြတော့သူကလောကခတ်တယ်နဲ့တူပါတယ်ဒါသူတတန်းမကုံသေးတဲ့ဖြစ်တဲ့အတွက်ပြန်ရွေးမကောက်သေးတာလားဘာလားမသိသူတို့ဇက်လန်တွေကရှုပ်ထွေးနေတယ်အဲ့တော့သူကုလသမဂ္ဂမှာဆက်ပြီးတော့အတက်ဆင်းလုံနေပေါ့အတက်ဆင်းလုံပြီးတော့အခုကုလသမဂ္ဂမျက်နှာစုံကြီးစီဝေးတစ်ခုမှာတမတော်ကာကွယ်ရေးဦးစီးချုပ်ကို ICC ကနေဖန်ဝရန်ထုတ်ဖို့အတွက်ဂျုံမိုးထွန်းကနိုင်ငံတကာကိုအသိပေးတယ်ပေါ့ဒါသူပြောတိုင်းလှုပ်ချင်မှလည်းလှုပ်မှာပေါ့နော်ဒါပေမဲ့ပြောချင်တာကသူထည့်ပြောထားတယ်ပေါ့နော်ထည့်ပြောထားတာဒီမှာလူပေါင်း6800လောက် ဒီတက်မတော်ကတက်ဖြတ်လို့တည်ဆုံသွားတယ်ဆိုပြီးသူကပြောတယ်။ဒါတော့မမှန်မကန်ပြောဆိုတာသူတို့မှအချက်လက်မရှိဘူး။လိန်ပြောထားတာနဲ့ပူပြောထားတာပဲရှိတယ်။ဒါသူတို့ဘက်ကအမြဲတမ်းအဲ့လိုပဲတက်ကလုတ်တယ်ဆိုပြီးဆိုလို့ရှိရင်လိန်ပြောတဲ့ဟာပူပြောတဲ့ဟာပူပူတတာပြောတတ်တဲ့အကျင့်ဟာသူတို့မှရှိတယ်။အဲ့ဒီအကျင့်ဟာသူတို့မှမပြောက်ဘူး။အဲ့တော့ကုလသမဂ္ဂတီတက်လိန်နဲ့အကြောင်းအရာအမျိုးမျိုးတွေလုတ်ပြီးတော့ဖန်ဝရန်ထုတ်ခိုင်းတယ်ပေါ့နော်။ကျွန်တော်ပြောချင်တာကလက်ရှိပြည်တွင်းမှာတက်ခံရတဲ့သူပေါင်း1000နီးပါး သူပြောတဲ့6800ဆိုတော့နေတယ်အကြံဖက် PDF တွေသူတို့လက်အောက်ကအဖွဲ့เนาะ NG လက်အောက်ကအဖွဲ့တွေနှထင်လိုက်တိပြီးပြစ်ပြီးလိုက်တက်တဲ့အဖွဲ့တွေတောင်းကနန်းဝန်ကျင်ရှိတယ်เนาะအဲ့ဒါကဟို2020နဲ့3လောက်ကထင်တယ်ကျွန်တော်ထင်အဲ့လောက်တည်းကကျွန်တော်စတွက်နေအောင်မအဲ့တော့မှ6000ကျော်ရှိနေပြီเนาะသူတို့တက်တာကပုံများတယ်ကျွန်တော်စီမှာအချက်လက်တွေရှိတယ်ကျွန်တော်ကွန်ပျူတာမှာတချို့နေရာတွေမှာအစုလိုက်ပြုတ်လိုက်တက်ဖြတ်မှုတွေအချက်လက်ရှိတယ်ဆိုတော့ အဲ့လိုမျိုးတက်ခဲ့တယ်ဗျာအခုတတောင်းဝန်းကျင်အမှပညာရေးဝန်ထမ်းပြီးခဲ့တဲ့ရက်ပိုင်းကဆိုတာ80ကျော်သွားပြီတရားဝန်းကျင်လို့ပြောလို့ရတယ်တရားနီးပါတန်ဃာတော်တွေဆိုလို့ရှိရင်လည်း80ကျော်သွားပြီတန်ဃာတော်တွေတီလာရှင်ဆရာလေးတွေမနေတော့အဲ့ဒီမှာတကအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုဝန်ဆောင်ပြီးခင်ရအစတက်ဖြတ်ခံခဲ့ရတယ်မှန်ရင်တက်ဖြတ်တယ်ဆိုတာတကြောင်နောက်ပြီးလို့ရှိရင်အဲ့ဒီ NUG လောက်ခံ PDF အဖွဲ့ဝင်တွေနေမြေဒီမှာမဒိန်ကျင့်တက်ဖြတ်နေလိုက်လည်းအများကြီးရှိတယ် မရင်းကျင်ပြီးတော့အာရမပြုကျင့်တချို့ PDF အချင်းချင်းအာရမပြုကျင့်တချို့ဂျော်ဒီယော်သားတွေကိုအာရမပြုကျင့်တော့တချို့ဖန်စီထားတဲ့အချုပ်သားတွေကိုအာရမပြုကျင့်ဒီလိုမျိုးရာဇဝတ်မှုပေါင်းများစွာကျူးလွန်နေတဲ့အဖွဲ့ကကုလသမဂ္ဂအထိမျက်နှာပြန်တိုက်ပြီးတော့နော်ဟိုလူဖမ်းပေးပါဒီလူဖမ်းဝရံထုတ်ပေးပါပြောတာတော့လွန်တယ်မြေပြင်ချင်းဒီမှာကိုလူတွေကတကယ်ပဲ၆ပြစ်ကင်တဲလဲစင်ဖြစ်နေတယ်ဆိုလို့ရှိရင်တော့သူများဖမ်းခိုင်းရတာနည်းနည်းတော့တာပေါ့အခုကိုလူတွေကိုယ်တိုင်က အရမမှုတွေကျူးလွန်တချို့ဆိုလို့ရှိရင်ဘယ်လို့မှမပြောရဲကိုကိုကိုအဆုံးစီရင်သွားတဲ့သူတွေရှိအဲ့လိုအခြေအနေမျိုးဖြစ်နေတဲ့တိုင်တော့လည်းမထူးဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အစိုးရအဲ့ဒီအစိုးရကိုကိုစားပြုထားပါတယ်ဆိုတော့တန်အမတ်နာမည်ခံပြီးတော့ကုလသမဂ္ဂထိတက်လိန်နေရတာရှက်ပူကောင်းတယ်ဆိုတော့ကျွန်တော်တို့ပြည်တွင်းမှာကဝင်နေပြောရင် ICC ဆိုတာကိုကျွန်တော်တို့အယုံကြည်မရှိတာကျွန်တော်တို့ဒါအစိုးရဘက်ကတော့ကျွန်တော်မပြောတတ်ဘူးကျွန်တော်ကျွန်တော်အနေနဲ့ပြောရင်တော့ယုံကြည်မရှိဘူးသူတို့ကရေပန်းစားလောက်မယ်ဆိုတော့ထင်တဲ့အရာတွေကိုပဲသူတို့ကလုပ်တယ်ဥပမာဒူတာတိကိစ္စဆိုလို့ရှိရင်အတိုင်းပဲ တမ်းပြီတခုလုံးအော့အောင်းနေဖြစ်သွားတယ်သူတို့ဖမ်းသွားတယ်မီဒီယာတွေကနေပြီးတော့ဝိုင်းဝန်းပြီးတစ်ဖက်တစ်လမ်းနဲ့ပေါ်ပြကြအဲ့လိုပေါ်ပြတဲ့အရာတွေကိုမိမောင်းဝိုင်းထိုးဝိုင်းထိုးပြီးလို့ရှိရင်ဒီလူကိုမရရအောင်ကြောက်ချဥမာပူတင်တို့เนาะပြီးလို့ရှိရင်အစ္စရေးကောင်းဆောင်တို့ဖမ်းကြလीမဖမ်းဘူး ICC ဆိုတာယုံကြည်စရာအကြောင်းတစ်ချောင်းမှတော့မရှိဘူး ဲ့တော့ကျွန်တော်တို့နိုင်ငံအနေနဲ့လည်းအစတော့ကျွန်တော်တို့တွေးတယ်ဒီလူတွေဥပမာ NUG လောက်ခံ PDF ဖွဲ့ဝင်တွေလူတွေတပ်ဖြတ်နေတာဘယ်သူကတောင်းဝန်ခံမှာလဲနိုင်ငံတကာတရားရုံးတွေတောင်းစီရင်ပေးမှာလားတော့တိုင်လည်းစီရင်ပေးမှာမဟုတ်ဘူးတရားစီရင်လုပ်ပေးဖို့အကြောင်းမရှိဘူးအဲ့ဒီအတွက်ကျွန်တော်မှန်းတယ်ဒါဆိုတော့မရတော့ဘူးအဲ့တော့ဘာဖြစ်လဲအဲ့ဒီအကြမ်းဖက်ကောင်းဆောင်တွေတသက်လုံးပြည်နေနံပေးထားမှာမလာနဲ့နိုင်ငံအေးချမ်းသွားလို့ရှိရင်လည်းဒီလူတွေကိုပြန်လာပြီဆိုလို့ရှိရင်ဒီလူတက်မှုတွေအကုန်လုံးနဲ့ တရားစွဲကြရမှာမြန်မာနိုင်ငံမှာလက်ရှိနိုင်ငံမှာရှိနေတဲ့နိုင်ငံကောင်းဆောင်တွေတောင်းဝန်ရှိတဲ့သူတွေဒီပြစ်ဆင်ကြီးမှာတကယ်ကိုတိခဲ့တဲ့သူတွေအကုန်လုံးကတရားရုံးတွေဥတိုက်ချောက်အောင်အမှုပေါင်းများစွာနဲ့တရားစွဲရမှာเนาะအမှုပေါင်းများစွာတဲ့မှာမှဒီပြည်တွင်းမှာစူပူအောင်ကြွမှုတွေရောเนาะအကြမ်းဖက်တပ်ဖြတ်မှုတွေရောအဲ့လိုတပ်ဖြတ်ခံရတဲ့မိသားစုတွေကိုယ်တိုင်ဥတိုက်တရားစွဲရမှာအဲ့ဒါဆိုလို့ရှိရင်တော့အမှုပေါင်း၃၆၀၀နဲ့တို့တရားစွဲခံရမှာဒါကျွန်တော်အခုအကြံပေးတယ်နိုင်ငံငြိမ်းချမ်းသွားပြီလို့တွေးပြီဆိုလို့ရှိရင်အဲ့ဒီလူတွေအကုန်လုံးကျွန်တော်စောင့်နေမှာတတ်သွားတဲ့အဖွဲ့တွေကဘယ်သူတွေလဲအဲ့တော့ နံပါတ်1တက်သွားတဲ့တရားခံဆွဲမယ်နံပါတ်2တက်သွားတဲ့တရားခံတွေရဲ့ခေါင်းဆောင်တွေကိုကျွန်တော်တို့ဆွဲမယ်တက်ခိုင်းတဲ့သူတွေဆွဲမယ်အဲ့တော့အမှုပေါင်း16000နဲ့ကျွန်တော်တို့အဲ့ဒီလူတွေကိုမြန်မာပြည်ကိုပြန်လာလို့ချင်းကြိုးဆိုမယ်တကယ်လို့ဖမ်းမိခဲ့တယ်ဆိုလို့ရှိရင်လဲအစိုးရကဖမ်းမိခဲ့တယ်ဆိုလို့ရှိရင်လဲအမှုတွေနဲ့ဝိုင်းပြီးတော့ကျွန်တော်တို့ကသူတို့ကိုဝိုင်းပြီးတော့ဂုံပြူရအောင်เนาะအမှုပေါင်းများစွာလူတက်တရားခံတွေကိုကျွန်တော်တို့က အပြည်တွင်းမှာကြိုးဆိုကုန်ပြုရမှာဖြစ်ပါတယ်။ဟိုငင်းကြင်ရေးအကြောင်းပြဆွေးနွေးညှိနှိုင်းမှုအကြောင်းပြပြီးပြန်လာလေလက်ခံမှုတော့မရ။ဟိုလူပေါင်းများစွာလူထောင်နဲ့တောင်နဲ့ချီတက်ဖြတ်ခဲ့တဲ့သူတွေကိုကျွန်တော်နိုင်ငံတရားရုံးတွေပဲပို့မနေပြည်တွင်းမှာပဲတရားစီရင်ရမှာ။ဒီလိုလူမျိုးတွေကတည်တံနဲ့တောင်ထိုက်တယ်။မူရေးစေဝါအသုံးပြုတဲ့သူတွေတော့မှ၄-၅နှစ်လောက်အတွင်းမတည်ဘူး။သူတို့၄-၅နှစ်လောက် တောင်းကျမ်းသူဖြစ်သွားတာနဲ့ပြည်သူပေါင်းတောင်းတဲ့ချီတည်သွားတယ်။အဲ့တော့ဒါတွေကိုကျွန်တော်တို့ပြည်သူတွေဘက်ကလည်းအချိန်မရွေးစောင့်ကြည့်နေရမှာဖြစ်ပါတယ်။နောက်တဲ့ရင်တဲ့ဘုတ်ကတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံအတွင်းမှာမြန်မာနိုင်ငံသားတွေကိုဖမ်းဆီးမှုဒီရက်ပိုင်းလေးမှာတော်တော်လေးကြင်ကြင်နန်းနန်းကိုဖမ်းဆီးနေပါတယ်။နေအိမ်တွေထိလိုက်လံဖမ်းဆီးတယ်။အထူးသဖြင့်ဒီမဲဆောက်ဒေသမှာအများပြဖမ်းဆီးတယ်။မဲဆောက်ဆိုတာကဒီပြည်တွင်းကနေပြီးစောစောလို့ပြေးပြီးတော့ပြည်ပမှာထိုင်အော်နေတဲ့နိုင်ငံကြီးသမားရောင်ရောင်ဘာရောင်ရောင် influencer ရောင်ရောင်တည်င်းသမားရောင်ရောင်အဖွဲ့တွေ ပြည်ထဲမှာလူတက်မှုတွေကျူးလွန်အောင်ကြမ်းဖက်မှုတွေကျူးလွန်အောင်လှုပ်ဆော်နေတဲ့သူတွေနေတဲ့နေရာဖြစ်တယ်။အဲ့ဒီနေရာမှာအခုဆိုလို့ရှိရင်ဒါထိုင်းရဲကပိုက်စိတ်တိုက်ဖမ်းနေတယ်။အထောက်ထားမပြည့်စုံတဲ့သူတွေကိုတန်းဖမ်းနေပေါ့နော်။အခုဘာဖြစ်နေလဲဆိုတော့အရင်လို NUG ရအဖွဲ့တွေတော်တော်များများကမဲဆောက်မှာလဲထင်းထင်းပေါ်ပေါ်မနေရဲတော့ဘူး။လက်ဖိတ်ဆိုင်မထိုင်ရဲတော့ဘူး။စားတော့ဆိုင်မထိုင်ရဲတော့ဘူး။သူတို့ဘဝကဒီပြည်ထဲမှာနေရတဲ့တောင်ကျမ်းသူတွေနဲ့မခြားနာဖြစ်သွားပြီ။နော်အဲ့ဒီတော့စိတ်တော့မပူနဲ့။တိုက်ခန်းနေတော့နေရမယ်။မီးတော့နည်းနည်းမှန်မယ်ပေါ့နော်။ ဟိုစားကျင်တယ်ဆိုရင် delivery မှာစားရမှာပေါ့အပြင်ထွက်ဖို့လွတ်လွတ်လပ်လပ်မရှိတော့ဘူးဒါပေမဲ့သူတို့ဘက်ကတရင်နေထွက်လာတဲ့ပုံစံအရာညပိုင်းဆိုရင်ည9:00နာရီဆိုသူတို့မီးပိတ်ရပြီနော်မီးပိတ်ပြီးနေရတယ်သူတို့နေတဲ့နေရာတွေမှာလူရှိတယ်လို့မသိရအောင်လို့အဲသူတို့ခိုးပြီးနေရတဲ့သဘောမှရှိတယ်အပြင်နေသွားလာလို့လို့မရဘူးဆိုတော့ထိုင်းအစိုးရဘက်ကလည်းဒီမြန်မာဘက်ကနေသွားတဲ့တမ်းဝင်တဲ့လူတွေကိုတောက်လျှောက်ဖော်ထုတ်ဖမ်းဆီးနေတာဖြစ်ပါတယ်ထပ်ပြီးတော့ဒီထိုင်းနိုင်ငံရန်ကုန်မြို့မှာ ဖက်စည်းခံထားရတဲ့မြန်မာနိုင်ငံသား123ဦးကိုဇွန်လ25ရက်နေ့ကနေတိုင်းတိုင်းဒေသကြီးကော့တောင်းမြို့ကိုပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးတော့လည်းမြန်မာနိုင်ငံကိုပြန်လာရတာပဲပေါ့နော်။ဒီဘက်ချမ်းမှာလည်းအဲ့လိုလုပ်ဖို့ပဲမျှော်လင့်ရပါတယ်။ဒီဘက်ချမ်းမှာ ဒီအကြံဖတ်အားပေးတဲ့သူတွေကိုဖမ်းဆီးရမိတဲ့သူတွေမြောက်ဒီကိုပြန်လွှဲဖို့မျှော်လင့်ရပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ဒီအဖရခိုင်နိုင်ငံတော်ယူထူထောင်မဲ့ရခိုင်ပြည်နယ်ကြီးမှာပေါ့နော်ရခိုင်ပြည်နယ်ကြီးမှာသူတို့ကတော့ရခိုင်နိုင်ငံတော်ပေါ့နော်အဲ့ဒီနေရာမှာရခိုင်တိုင်းရင်းသားတွေကငှက်ဖျားဖြစ်လိုက်ဝမ်းပြက်ဝမ်းလျှောဖြစ်လိုက်အရေပြားယောဂဖြစ်လိုက်အစားတောက်ခတ်ခဲလိုက်ပြီးလို့ရှိရင်အမိုးကမဲ့နေလိုက်နော်စားစရာမဲ့နေလိုက်ဒီလိုလက်ချိုးပြီးဒုက္ခပေါင်းမှာမနေဘူး တော်တော်များတယ်ဒါပေမဲ့အဲ့ဒီမှာ AA ကနေပြီးတော့ကုညီတယ်လို့လည်းပြောတယ်ဒါပေမဲ့အဲ့လက်ကုညီတဲ့အဖွဲ့တွေကဘယ်ကိုကုညီနေလဲတော့မပြောတတ်ဘူးဒေသခံရခိုင်လူမျိုးတွေစီမရောက်ဘူးနောက်တစ်ချက်ကကြတော့ဒီနိုင်ငံတကာကနေကုညီတဲ့အဖွဲ့စည်းတွေကတရင်တက်လာပြီဆိုရင်ကျွန်တော်ကြည့်နေတာရခိုင်နေစီကိုမဟုတ်ဘူးရခိုင်နဲ့ဘင်္ဂလားဒေ့ရဲ့နယ်စပ်မှာရှိနေတဲ့ဘင်္ဂလီတွေကိုပဲကုညီတာဘင်္ဂလီတွေအတွက်ဒေါ်လာဘယ်နှသန်းဆိုပြီးကုညီတယ်ဒါပေမဲ့ကျွန်တော်တွေးတာအဲ့ဒီဒေါ်လာဘယ်နှသန်းနေဘယ်နှသန်းနေဒီလောက်ထောက်ပံ့နေတာအဲ့ဒီလူနဲ့ဆိုရင်လမ်းကောင်းကောင်းအိမ်ကောင်းကောင်းတော့နေလို့ရပြီ ဒါပေမဲ့အဲ့ပတ်စံတွေကတကယ်ကိုအဲ့ဒီလူတွေရဲ့လက်ထဲကိုရောက်သလားဆိုတော့ကျွန်တော်တွေးနေတာပေါ့နော်အဲ့ဒီမှာမှမဟုတ်ဘူးကျွန်တော်ပြည်တွင်းမှာဆိုရင်အတိုင်းပဲတချို့သောနိုင်ငံတွေကခေါင်းစဉ်အမျိုးမျိုးတွေပြကြတယ်နော်ဒီမှာတရုတ်ကလွယ်လို့ပေါ့နော်တရုတ်ကကြတော့မြန်မာနိုင်ငံမှာလုတ်တယ်ဆိုလို့ရှိရင်သူကចောင်းဆိုចောင်းဆောက်ပလိုက်တာဆေးရုံဆိုဆေးရုံဆေးကန်းဆိုဆေးကန်းတရားဆိုတရားလမ်းဆိုလမ်းအဲ့လိုမျိုးသူကတူပြီးအပြီးသွားတာအဲ့လိုမျိုးမဟုတ်ဘူးအမေရိကန်တို့ဘာလို့ဆိုလို့ရှိရင်ပြောတယ်မြန်မာနိုင်ငံမှာသူတို့ဘယ်အရေးအတွက်ဘယ်နှစ်သန်းဆိုပြီးသူတို့ကူညီတယ်လို့ပြောတယ်ဒါပေမဲ့အကောင့်ထဲပေါ်ပြစရာမရှိဘူး ဆိုတော့တကယ်ပဲအဲ့ဒီငွေကြီးတွေကပြည်သူလူထုရဲ့လက်ထဲကိုရောက်သွားလားပြည်သူတကယ်ခံစားရလားဆိုတော့ကျွန်တော်တို့မပြောတတ်ဘူးဒါပေမဲ့လည်းကုညီတယ်ဆိုတဲ့ခေါင်းစဉ်သူတို့ရဲ့ဘတ်ဂျက်မှာတော့ထွက်နေတယ်နောက်တဲ့နေ့ဘုကတော့ဒီဖားဆောင်တိုက်ပွဲမှာကရား PDF တွေဘက်ကအသေးဆုံးများခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ဒါဒီတဲ့နဲ့ပတ်သက်ပြီးပြောလို့ရှိရင်တော့ဘယ်နေ့ကတိုက်ပွဲဖြစ်ခဲ့တယ်ဘယ်လိုဖြစ်ခဲ့တယ်ပြောရမယ်ဆို25ရက်နေ့ကထွက်လာတဲ့ဓာတ်ပုံတွေအရာကြရား PD ရတော်တော်များများပေါ့နော်။နာရီကျင်းပနေတာတွေ့ရတယ်။နော်ကျင်းပတဲ့ အုပ်စုကလည်းတော်တော်များတယ်တန်ရရထဲမှာကို5-60လောင်းလောက်စုပြီးတော့အခုလိုမျိုးလုပ်နေတာမြင်ရပါတယ်နောက်တဲ့နေ့ဘုကတော့ညောင်ဦးဒေတာမှာမကြာခဏပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်နေတဲ့ PDF တောင်းကျမ်းသူအဖွဲ့ဝင်တွေကိုလုံညိုကြီးတဖွဲ့ဝင်တွေကနေမြေရှင်းလင်းရေးတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်နောက်ထပ်တဲ့ရင်ကတော့နောင်ချူဖြစ်ပါတယ်နောင်ချူမှာလက်ရှိဒါအုံမခားမှာတိုက်ပွဲဖြစ်နေတယ်နောင်ဩလုံွယ်လုံဆန်ဘက်မှာလည်းလုံညိုကြီးတဖွဲ့ဝင်တွေက ဒါတိမ့်ပိုက်ထားပြီးတော့နေမြရှင်းလင်းထားပြီးရှေ့ဆက်တိုးနေတယ် PDF ဖွဲ့ဝင်တွေကအခုဆိုလို့ရှိရင်နောက်ဆုတ်ပြီးတော့နောင်ချုံမျိုးတပြည်ရဲကွက်မှာရှိတဲ့တန်တရား ECD မှာနောက်ဆုံးခန့်စစ်ပြင်ဆင်ထားတယ်လို့သိရတယ်ကျွန်တော်မနေ့ကပြောခဲ့တယ်လို့ပဲလက်ရှိခန့်စစ်ပေါ်တော့လက်ရှိနောင်အိုးတို့ဘာတို့ဒီဒီလန်တလန်းကသူတို့အတွက်ကကျွန်တော်ကျွန်တော်မှန်းသလောက်ပေါ့နော်ဒီမှာသူတို့ကာကွယ်နေတဲ့ခန့်စစ်လိုင်းကဒါဒုတိယခန့်စစ်လိုင်းပေါ့နောက်ဆုံးခန့်စစ်လိုင်းကတော့ ဒါအခုလက်ရှိလုပ်နေတဲ့မြို့ရင်းခန့်စစ်လိုင်းဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ကြောလောက်ထပ်တိုက်မယ်ဆိုလို့ရှိရင်မြို့တွေကပါတေချာပေါက်ဆုတ်ပေးရတော့မှာဖြစ်ပါတယ်။အဲ့လိုပဲ TNL ဘက်ကဘလောက်တောင်သူတို့ကစီမံကိန်းချထားလဲဆိုတော့သူတို့တင်ထားတဲ့နေရာတော်တော်များများပေါ့နော်။ကြောက်မဲတီဘောနောက်ချိုမိုးကုတ်မန်တုံနံပါတ်2စတဲ့မြို့တွေအများကြီးပေါ့နော်။အဲ့ဒီမြို့တွေအကုန်လုံးမှာ ဒီပန်းရောင်ကတ်တွေပေါ့နော်အစိုးရထုတ်တာပြီးတဲ့နိုင်ငံသားစစ်ဆေးကတ်ပြားတွေကိုကန်ဆောင်ခွင့်မပြီးတော့ဘဲနဲ့သူတို့ကိုယ်တိုင်ကတ်ပြားတွေထုတ်ပြီးမဲ့ဆိုတဲ့အဆင့်ထိတောင်မှသူတို့စိတ်ကူးရင်ထားပြီးပေါ့နော်စိတ်ကူးရင်တဲ့အချိန်မှာပဲနောင်ချူတမျိုးကိုလူညိုကြီးတစ်ဖွဲ့ဝင်တွေကပြန်လဲတင်ပိုက်ဖို့အတွက်ဒါတော်တော်လေးနီးစပ်နေပြီပေါ့နော်နောက်သတင်းဘုတ်ကတော့မနေ့တုန်းကကျွန်တော်တင်ပြခဲ့တဲ့မွေးစေဝါအသုံးပြုပြီးတော့16နှစ်ရွယ်မိန်းကလေးတယောက်တည်ဆုံးသွားခဲ့တဲ့ဆိုတဲ့သတင်းပေါ့နော်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ comment တွေမှာမြင်ရတာကျွန်တော် idea တွေထက်ရတယ်ပေါ့နော်အဲ့ဒါကမြန်မာနိုင်ငံထဲမှာရှိနေတဲ့ family တိုက်သွားလို့ရတဲ့ဆိုင်တွေကိုကျွန်တော်မပြော ဘူးเนาะဘာလို့မှတီးတဲ့အသက်ရွယ်ပိုင်းတစ်ခုပဲသွားတဲ့ဘားတွေမှာကျွန်တော်တို့ကန့်သက်တဲ့နေစေဝါးတွေရှင်းလင်းတဲ့နေပေါ့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီကလပ်တွေဘာတွေဆိုလို့ရှိရင်အသက်မပြည့်ရင်ပြီးမသွားဘူးအဲ့ဒီမှာတည်တည်ချာချာလေးကျွန်တော်တို့စီမီစီကန့်တွေထုတ်ပြန်ထားမယ် KTV တွေအများကြီးပဲအသက်မပြည့်သေးတဲ့သူတွေ KTV ဝင်ခွင့်မပေးဘူးနောက်ပြီးမူရစေဝါးရောင်းဝယ်ရတဲ့ပတ်သက်ပြီးတော့ဘားတွေကလပ်တွေမှာပေါ်တင်ရောင်းနေတာတွေရှိတယ်ပေါ့နော်အဲ့တော်တော်များများက ရင်းနှီးမှုရှိတယ်ဆိုလို့ရှိရင်သိကြတယ်ဝယ်ကြတယ်ဆိုတာကျွန်တော်တို့လည်းတည်င်းနေပြန်ကြပါတယ်ဆိုတော့အဲ့လိုမျိုးကိစ္စတွေကိုနှိမ်နေရမယ်နောက်တစ်ချက်စတိုးဆိုင်တွေလီကောစတိုးတွေဒီကုန်တိုက်တွေမှာအရက်တွေရောင်းတဲ့နေရာတွေရှိတယ်ဆစ်လေးရောင်းတဲ့နေရာတွေရှိတယ်အဲ့လိုနေရာတွေမှာဆက်ရှင်နဲ့မပြည့်ဘဲနဲ့ဆိုင်ကိုလုံးဝရောင်းခွင့်မပေးရဘူးဆိုမိဘတွေကိုယ်တိုင်ကလည်းကိုသားသမီးကိုအသက်အရွယ်တခုမရောက်သေးခင်เนาะဆက်ရှင်နဲ့မပြည့်သေးခင်အရက်သွားဝယ်ခိုင်းတာဆက်လိတ်သွားဝယ်ခိုင်းတာတွေလုံးဝမလုပ်ပေးသေးဘူး ရောင်းချနေတဲ့သူတွေကိုယ်တိုင်လည်းဒါ우လုံးဝမရောင်းမေးသင့်ဘူးခလေးတငယ်ဆက်ရှင်နဲ့မပြည့်သေးဘူးလာဝယ်တယ်ဆိုလို့ရှိရင်လုံးဝမရောင်းချပြီပဲနဲ့မှတ်ပုံနဲ့တောင်းကြည့်ဖို့လိုမှထင်တယ်တကယ်လို့ကမတင်ကအောင်ဆိုလို့ရှိရင်မှတ်ပုံနဲ့ပြမှတ်ပုံနဲ့ပြပြီးတော့မှဆက်ရှင်နဲ့ပြည့်တယ်ចောင်းသားကတ်မှတ်ပုံနဲ့ driver license စသဖြင့်ပြထားပြီးဆိုဆက်ရှင်နဲ့ပြည့်ပြီးတော့မှရောင်းချတင်တယ်လို့ထင်တယ်ဒါမှပဲခလေးတွေကိုကာကွယ်ရရောက်မှဖြစ်ပါတယ်နောက်တစ်ရင်တစ်ပုတ်ကတော့ဘူတိုင်းနေသားကြီးညောင်လေးပင်ကြောက်တကားဖြူးမျိုးနယ်တွေကလမ်းဟောင်းပေါ့နော်ရန်ကုန်မလေးလမ်းဟောင်းပေါ်မှာရှိနေတဲ့ ကင်းစခန်းအချို့ကို PDF ဖွဲ့ကိုဘွဲကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်တဲ့နေရာမှာကြာဆုံးမသိရသေးပေမဲ့လုံညွိတက်ဖွဲ့ဝင်3ဦးပေါ့နော်အသက်ကြီးနေတဲ့လုံညွိတက်ဖွဲ့ဝင်3ဦးရဲတက်ဖွဲ့ဝင်2ဦးတက်က2ဦးပေါ့နော်3ယောက်ကိုသူတို့ဘက်ကဖမ်းဆီးတယ်ဆိုပြီးသတင်းထုတ်ပြန်ထားတယ်ဒီမျိုးနဲ့3ခုမှရှိတဲ့စခန်းအချို့ကိုသူတို့အဖွဲ့6ဘွဲ့နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာပေါ့နော်နောက်သတင်းတစ်ပုဒ်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းကဒါဓမြမှုတွေနဲ့နာမည်ကြီးနေတဲ့ TNL ကမူကုံမျိုးပေါ်မှာခိုးအောင်နေတဲ့ဓမြတွေကိုသူတို့ဖမ်းမိတယ်ဆိုပြီးတော့သတင်းထုတ်ပြန်ပါတယ် ဲ့ဒီဖမ်းမိတဲ့အဖွဲ့နဲ့သူတို့နဲ့အကြာကြီးပဲတနက်တွေပြစ်ခတ်ကြတယ်လို့လည်းပြောပါတယ်ဆိုတော့မိုးကုတ်လိုမျိုးပေါ်မှာ PDF ဒါမှမဟုတ်လို့ရှိရင် TNL ကလွဲရင်ဘယ်သူကတနက်ကင်ပြီးတော့နေရဲမှာလဲရှင်းတယ်ဒါက TNL ရဲ့အစွဲပွားဒါမှမဟုတ်လို့ရှိရင် TNL ရဲ့တပ်ဖွဲ့တစ်ခုခုကသူတွေကိုပဲပြန်လည်ဖမ်းဆီးတာဖြစ်တယ်ပြန်လည်ဖမ်းဆီးတဲ့အချိန်မှာလက်မခံမဲနဲ့အပြန်အလှန်ပြစ်ခတ်တာလို့ပဲကျွန်တော်တို့တွေးလို့ရတယ် တို့စီမှာတော့ဘယ်သူမှတနက်ကင်ပြီးတော့မနေဘူးလေဒါကတော့တည်တာတယ်ပေါ့နော်နောက်တင်းတဲ့ဘုကတော့အာအလုံးလဲရေးနေကြတယ်ပေါ့နော်ဘာလို့အစာတင်ချောင်းကိုဘုံကျဲလဲဆိုတဲ့အဖြေပေါ့အဲ့တော့ဇွန်လ25ရက်နေ့မနက်ပိုင်းမှာစကိုင်းတိုင်းဒေသကြီးတဲကြီးရွာစာတင်ချောင်းမှာ PDF ဖွင့်ဝင်တွေကလက်လုံတနက်တွေလုံနေတယ်လုံနေတာဖြစ်တဲ့အတွက်ဒေသခံပြည်သူတွေတရင်ပေးလို့ညွှန်ကြီးတဖွင့်ဝင်တွေတောင်းရောက်ရှင်းလင်းတဲ့အချိန်မှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဒီထိတွေ့တိုက်ပွဲမှာ PDF အလောင်း၈လောင်းလက်လုတ်သက်နှက်မျိုးစုံ16လက်ဘုံသီးနဲ့ဆက်ဆက်ပစ္စည်းခဲရန်တွေတင်စီရမိခဲ့တယ်လို့သိရပါတယ်အဲ့တော့ចောင်းထဲမှာเนาะစာတင်ចောင်းထဲမှာတနက်လုတ်တယ်ပေါ့ ပြောချင်တာလည်းအဲ့ဒါပါပဲเนาะစာတင်ကြောင်းတော့မှတနက်လုတ်တယ်အဲ့တော့မှဘုံကျဲခံအားတော့မှဒီစာတင်ကြောင်းမှအကြောင်းသားပဲနေရောက်ရှိတယ်လို့ဘာလို့စသဖြင့်မျက်ရည်လေးခြူပြီးတော့နိုင်ငံတကာကိုခုနကြုံမှုထုံးကကုလသမဂ္ဂမှာတက်တက်ပြောသလိုတက်ပြောဖို့ပြင်ဆင်နေတာဖြစ်ပါတယ်နောက်တစ်ရင်ကတော့ဒီနေ့ကအပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလွဲသုံးစားမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနေ့ဖြစ်ပါတယ်เนาะထူးထူးခြားခြားမူရစ်စေဝါသတင်းတွေများနေအဲ့ဒီအတွက်မန္တလေးတောင်ကြီးမြန်မာနိုင်ငံကမြို့အချို့မှာမူရစ်စေဝါတော်တော်များများကို မီးရှို့ဖြက်စီးနေပါတယ်နော်မီးရှို့ဖြက်စီးနေတာအထိတ်တလန့်မဖြစ်ဖို့လည်းပြောချင်ပါတယ်နော်မီးလောင်နေပါ냐ဆိုပြီးတော့ဖြစ်မှာဆိုလို့အထိတ်တလန့်မဖြစ်ဖို့ပြောချင်ပါတယ်နောက်တင်တဲ့ဘုတ်ကတော့နိုင်ငံတော်စင်မန်ဦးချွေရီကောင်စီဦးပထနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့မြန်မာအစိမ့်ကိုယ်စားလှယ်အဖွဲ့ဟာဘီလာရုစ်နိုင်ငံကိုတွားရောက်ဖို့အတွက်လက်ရှိချိန်မှာဒါ နိုဗိုစီဗေးမြို့ပေါ့နော်ရုရှားနိုင်ငံနိုဗိုစီဗေးမြို့ကိုခနဝင်နေအဲ့ဒီကမြို့တော်ဝန်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုဒါခရီးဦးချုပ်ပြူတယ်ပေါ့နော်အဲ့ဒီကနေမှတဆင့်ဘီလာရုစ်နိုင်ငံမင်းစ်မြို့ကိုဆက်လက်ထွက်ခွာมาဖြစ်ပါတယ်အခုကျွန်တော်ဒါသတင်းတင်ဆက်နေတဲ့အချိန်ဆိုလို့ရှိရင်တော့ဒါအစည်းအဝေးသတင်းတွေပါပြီးပြန်ပြီးတော့တက်နေလောက်ပြီပေါ့နော်အဲ့လိုပဲမြန်မာပြည်ထောင်စုဝန်ကြီးတူဖြစ်တဲ့ဒေါက်တာကန်စောကလည်းဘီလာရုစ်နဲ့ရုရှားနိုင်ငံတွေမှာစီးပွားရေးဆိုင်ရာအစည်းအဝေးတွေတက်ရောက်နေတာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့နေပြည်တော်မှာကျင်းပနေတဲ့ငြိမ်းချမ်းရေးဖိုရမ်ကို ။တိုင်းသားလက်နက်ကင်အဖွဲ့တွေဖြစ်တဲ့ WA Myla နဲ့ SSPV အဖွဲ့ကလူတွေတက်ရောက်တယ်။အဲ့တက်ရောက်တဲ့အထဲမှာကျွန်တော်တို့ PNU ကအဖွဲ့တွေလည်းပါဝင်တယ်လို့သိရတယ်။ကျွန်တော်တို့ဒီငိမ့်ငိမ့်ကြီးနဲ့ပတ်သက်ပြီးဟိုခဏခဏပြောတာလည်းမကောင်းပါဘူးနော်။ဘာလို့ဆိုတော့အစိုးရတော့ဒါယူကောက်ပွဲအောင်မြင်ရေးနောက်ဆက်တွဲဒီ political dialogue တွေဖြစ်ပေါ်လာဖို့အတွက်ဆက်တိုက်တွန်းနေတာတွေ့ရတယ်။ဒါယူကောက်ပွဲငိမ့်ငိမ့်ကြီးကိစ္စလည်းအဆုံးသက်ပေါ့ တော့ပြောချင်တာကတော့လာမဲ့အဖွဲ့တွေအကုန်လုံးကယူကောက်ပွဲမတိုင်ခင်အကုန်လုံးလာပြည်နိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းမှုအတွက်ဇပွဲပုံတက်ကြဒီလန်းကိုအစိုးရကပြင်ဆင်နေတယ်ဒါပေမဲ့လည်းမလာဘူးတိုက်မတိုက်မယ်ဆိုတဲ့အဖွဲ့ကရွေးကောက်ပွဲအပြီးလို့ရှိရင်တော့ဒါနီလန်းတစ်မျိုးတက်ဖုံပြောင်းသွားနိုင်တယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်နောက်တစ်ထည်နှစ်ပုတ်ကတော့ဒါတော်တော်များများမှမတက်သေးဘူးပျော်ပွဲနဲ့နှမောင်းနဲ့နေဆက်မှာရှိတဲ့ကျွန်းတုံးရွာပေါ့နော်ကျွန်းတုံးရွာကိုလူညွေးအဖွဲ့ဝင်အချို့ပေါ့တစ်အပေါင်း၄ထင်ပါတယ်လူညွေးသွားယူကြတယ်လူညွေးသွားယူတာစာတင်ကြောင်းလူညွေးသွားယူတာဖြစ်ပါတယ် ။ကျောင်းလူညွန်သွားရတဲ့အချိန်မှာ PDF ဖွဲ့ဝင်တွေခြောက်မြောင်းပြစ်ခတ်တာကြောင့်၄ဦးတည်ဆုံသွားတယ်လို့သိရပါတယ်။နောက်ဆက်တွဲသတင်းတွေကိုတော့နောက်ပိုင်းကျကျွန်တော်ဆက်လက်ဖော်ပြမှာဖြစ်ပါတယ်။နောက်ထပ် သတင်းတွေကတော့နိုင်ငံတကာသတင်းတွေဖြစ်ပါတယ်။နိုင်ငံတကာသတင်းတွေမှာတော့ Donald Trump ကမကြခင်မှာ Iran ကတောင်းဝန်ရှိတဲ့သူတွေနဲ့တွေ့ဆုံသွားဖို့ရှိတယ်လို့ပြောပါတယ်။အီရန်ဘက်ကတော့ဒါနဲ့ပတ်သက်ပြီးတော့ဘာမှထုတ်ပြန်ထားတာမရှိပေမဲ့ဒေါ်နယ်ထရန့်ကတော့သူ့အနေနဲ့အီရန်တာဝန်ရှိတဲ့သူတွေနဲ့တွေ့ဆုံမှုရှိတယ်လို့ပြောပါတယ်။ဆိုတော့အီရန်နဲ့အစ္စရေးနဲ့နှစ်ဖက်ပေါ့အဖြစ်ကရဲစေးယူကို တဘောမတူချင်တူချင်နဲ့တူပြီးတဲ့နောက်ပိုင်းမှာအစ္စရေးဘက်ကနေပြီးတော့ဂါဇာကမ်းမြောင်ဒေသကိုအာရုံစိုက်မယ်ဆိုပြီးတော့ဂါဇာကမ်းမြောင်ဒေသကိုပြစ်ခတ်တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြင်သစ်နိုင်ငံမြို့တော်ပဲရစ်နဲ့အခြားသောနေရာတွေမှာတော်တော်လေးပြင်းထန်တဲ့မုန်တိုင်းတစ်ခုပေါ့နော်။တနအီယူကီလို130လောက်ရှိတဲ့မုန်တိုင်းတစ်ခုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာပြင်သစ်ပြည်သူအချို့တေဆုံးပြီးတော့အချို့သောသူတွေဒဏ်ရာရရှိတာတွေပျောက်ဆုံးတာတွေရှိတယ်လို့သိရပါတယ်။အဲ့လိုပဲတရုတ်နိုင်ငံကနေရာအချို့မှာလည်း ရည်ကြီးမှုတွေဖြစ်ပေါ်နေပြီးတော့တည်ဆုံးမှုချို့ရှိခဲ့တယ်လို့သိရပါတယ်။ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာ။ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့ညလေးဖြစ်ပါစေခင်ဗျာ။ကျွန်တော်တို့မီဒီယာကိုထောက်ပံ့ညီနေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတိုက်ရအကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ်။ KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ်။ password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာ။ဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ